မင်္ဂလာပါရှင်မတ်ရွှေမိုးကိုရီးယား channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီမှာဒီနေ့သိရထားတဲ့ဆောင်းပါးတစ်ခုပါထုတ်ဖို့ကောင်းတယ်ကြည့်ရမှန်းစလားဒီဆောင်းပါးရဲ့နာမည်ကတော့အိတ်မက်ဆိုးတွေအသက်ဝင်လာတဲ့အဲ့ဒီနေရာတဲ့ဒီစက်ကြဝဠာကြီးထဲမှာ တင်းစိတ်နဲ့မတိစိတ်ငင်းတဲ့နှစ်ခုကြားမှာမှုံွားနေတဲ့မယံပပလေးရှိရဲ့ဆိုရင်ယုံကြမှာအဲ့ဒီတင်းစိတ်နဲ့မတိစိတ်ကြားကနယံကအေးဆက်နေအဲ့ဒီနေရာကအိမ်မက်ဆိုးတွေအသက်ဝင်လာတဲ့နေရာဖြစ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်းရာနှစ်ချီတုန်းက native american တွေနေခဲ့တဲ့နေရာတခုရှိတယ်သူတို့မျိုးနွယ်စုပေါ့နော် tribe tribe ကနှစ်ခုတစ်ခုက youth ရဲ့ nava ဟိုရယ်အဲ့ဒီနေရာမှာ native american တွေနေခဲ့တာ nava ဟိုတန်တားကြီးက youth နဲ့ nava ဟိုလူမျိုးနွယ်စုတွေကလုံးဝမတည့်ကြဘူးခဏခဏခိုက်ရန်ဖြစ်ပွားကြတယ်ဆိုတော့တယောက်နဲ့တယောက်နဲ့ချိန်စာတွေတိုက်ကြတယ်သူတို့တွေအချင်းချင်းရန်ဖြစ်ကြတယ်ချိန်စာတွေတိုက်ကြတယ်အချင်းချင်းတတ်ဖြတ်ကြတယ် nava ဟိုလူမျိုးနွယ်စုတွေကတကူးရှိတယ်တကူးရှိတယ်လို့ဆိုကြတယ် သူတို့ကပေယာမဝင်ပလွေကြီးတွေလိုမျိုးကြောက်ဖို့ကောင်းတဲ့တတ္တဝါအကြီးကြီးတွေကိုသူတို့ကိုသူတို့ပြောင်းပြစ်နိုင်ကြတယ်ပြီးလို့ရှိရင်သူကဆုံးအတက်တွေလည်းအရန်တက်တယ်သူတို့ကရက်ဆက်တန်းကျုပ်တဲ့ဆုံးအတက်တွေနဲ့အလိုမျိုးတတ္တဝါအကြီးကြောက်ဖို့ကောင်းတဲ့တတ္တဝါအကြီးကြီးတွေအယောင်ဆောင်နိုင်ကြတယ်လို့ဆိုတယ်โอ้ အဲ့ဒီ native american လူမျိုးနွယ်တွေနေခဲ့တဲ့နေရာက american ပြည်တော်စုအနောက်ပိုင်းက rocky တောင်တန်းတွေရှိတယ် rocky တောင်တန်းတွေမှာချန်အကျည်ရှိတယ်အချန်အကျည်က950မီကကြီးတယ်ချန်အကျည်အဲ့ဒီနေရာမှာစစောကပြောတဲ့ american native လူမျိုးနွယ်နှစ်စု ဟိုမှာနေခဲ့ကြတယ်။အဲဒီအဲဒီမှာခိုင်ရန်နေဖြစ်ကြတယ်။နောက်ပြီးတော့အဲဒီမှာသူတို့တွေကကြောက်ဖို့ကောင်းတဲ့ဂျိန်သားတွေကိုဂျိန်ခဲ့ကြတယ်။ နဗာဟိုဆိုတဲ့ဌာနကြီးထဲမှာရေးထားတာအခုခေတ်အမေရိကန်တွေကဒါတွေကိုမယုံကြည်ဘူးမယုံကြည်တဲ့အတွက်အဲ့နေရာကိုသွားပြီးစမ်းသပ်မှုတွေလုပ်ကြတယ်အဲ့နေရာကိုပထမဆုံးစမ်းသပ်မှုလုပ်တဲ့လူတွေကအမေရိကန်စစ်တပ်ကိုလိုက်ထထောင်းတဆက်ခုနှစ်ခုနှစ်မှာလုပ်တာထထောင်းတဆက်ခုနှစ်ခုနှစ်မှာပင်ဒကွန်စစ်ဌာနချုပ်ကိုယ်တိုင်က ဲ့နေရာမှာသွားပြီးစခန်းချခဲ့ဒီအဲ့ဒီခြံရဲ့လျှို့ဝှက်ချက်ကိုသိကျင်တဲ့အတွက်အဲ့နေရာမှာစခန်းချရယ်အဲ့နေရာမှာတက်ဆွဲပြီးတော့အသေးစိတ်လေ့လာခဲ့တယ်နောက်ပြီးတော့အစီရင်ခံစာရေးခဲ့တယ်အဲ့ဒီအစီရင်ခံစာမှာအမေရိကန်အစိုးရထုတ်ပြန်ချက်ရတော့အဲ့ဒီအေရီးယားမှာမျက်စိနဲ့မမြင်နိုင်တဲ့တဘာဝစွမ်းအားတွေတဘာဝအင်အားကြီးတရတစ်ခုစာ တန်နည်းနဲ့ရှင်းပြလို့မရတဲ့တဘာဝစွန့်အင်းအင်းအားကြီးတစ်ခုအဲ့ဒီ channel မှာရှိနေတယ်ဆိုပြီးတော့အစီရင်ခံစာရေးခဲ့ဒါက American အစိုးရထုတ်ဖော် ပြောပြတဲ့အစီရင်ခံစာပေါ့နော်ထုတ်ဖော်ပြောပြတဲ့ဟာလည်းရှိတော့မှာပေါ့အဲ့ဒီ channel ရဲ့ရာဇဝင်ကိုပြောရမယ်ဆိုလို့ရှိရင်1996ခုနှစ်တုန်းက Robert Mick Lowe ဆိုတဲ့လူကအဲ့ဒီ channel ကြီးကိုဝယ်လိုက်တယ်ဟုတ် သူဝယ်လိုက်တာဘာကြောင့်လဲဆိုတော့အဲ့ဒီမှာ UFO တွေရှိနိုင်နေဆိုပြီးတော့သူစိတ်ထဲမှာထင်လို့ဝယ်လိုက် ရန်ထူးဆန်းတဲ့အရာတွေဖြစ်နေရယ်ဒါဂျူသားတွေလည်းဖြစ်နိုင်နေဆိုပြီးတော့သူအချိန်မှာဒေါ်လာ2သိန်းပေးရတယ်။သူကအဲ့ဒီချိန်ကိုဝယ်ပြီးတော့စူးစမ်းလေ့လာမှုလုပ်တယ်။စမ်းသပ်မှုတွေလည်းအများကြီးလုပ်ခဲ့တယ်။ပထမရက်ပိုင်းတော့ဘာမှမထူးကြဘူး။ဒါပေမဲ့တိတ်မကြပါဘူး။သူတို့အိပ်ရာလဲထားအောင်ခြံထဲမှာရှိရနွားတွေကိုတစုံတစ်ယောက်ကပိုင်းပိုင်းအချစ်ချစ်ခုတ်ထားတယ်။ခုတ်ထားတာကလည်းဟိုအတိအကျတယ်အတိအကျတယ်အတုံးအတိအကျတယ်ဆက်နေဖြတ်ထား ပိုင်းပိုင်းအစ်စ်တစ်ခုတ်ထားတာဘသူကဒီခြံကြီးတွေကိုဘလူဝင်လာပြီးတော့ဘလူလက်နဲ့ကရိယာနဲ့ဘလူကရိယာတွေတုံးပြီးတော့ဒီနွားတွေကိုခုတ်တစ်ခဲ့ပဲဆိုတာလုံးဝအဖြစ်နေတာအဲ့ဒီတိုင်းမှာညဘက်ဆိုရင်ညှိတွားတဲ့အတန်ကြီးကြတယ်အလင်းရောင်တွေက ဟိုနားမှာဖြတ်ခနဲပေါ်လာလိုက်ဒီနားမှာဖြတ်ခနဲပေါ်လာလိုက်ပြန်ငါပဲအဲ့ချန်မှာတော့ရမတက်ရမယ်ဆိုလို့ရှိရင်အမောင်ကြီးတဲမှာမျိုးလုံးကြီးကကိုယ်ဝိုင်းကြည့်နေတဲ့ခံစားချက်အဲ့လိုခံစားချက်မျိုးခံစားအဲ့ဒါပိုင်ရှင်တယောက်တည်းမဟုတ်ဘူးသူတို့အဖွဲတော်သူတို့သူတို့အဖွဲတစ်ခွဲတော်သူတို့ခံစားချက်တွေအတူတူပဲဒါကိုသူတို့သိပ္ပံကြီးကြကြအတီးပြုတ်ခြင်းနဲ့သိပ္ပံကြီးကြကြရှာဖွေခြင်းနဲ့ ဒါပေမဲ့လုံးဝရှာလို့မရဘူး။ခိုင်မာတဲ့အချက်လည်းမရှိဘူး။စိတ်ခံစားမှု။အလင်းတွေကခုနကပေါ်လိုက်ဒီနကပေါ်လိုက်ပါလေ။ဘာကြောင့်ပေါ်လာလဲဆိုတော့သူကလိုက်ရှာကြတယ်။ဒါပေမဲ့ခိုင်အောင်တဲ့အထောက်အထားမရှိဘူး။ဆိုတော့ရောဘတ်ကအဲ့ချောင်းဝင်လိုက်တဲ့အချိန်မှာ 1996เนาะဘာဖြစ်လို့သူကဝယ်လိုက်ရလဲဆိုတော့1990တုန်းကအဲ့ဒီခြံကြီးတဲကိုဂျိုသားတွေဆင်းတယ်အဲ့လိုအရနာမည်ကြီးတာအဲ့ဒါကြောင့်မို့သူကဝယ်လိုက်တယ်အဲ့လိုနာမည်ကြီးနေတာက1990ခုနှစ်ခေတ်ရဒါပေမဲ့သူက1996မှာအဲ့ဒီခြံဝယ်ပြစ်တာပေါ့နော် ချက်နဲ့ပတ်သက်ပြီးတော့ UFO အစီရင်ခံစာတွေကိုလူသိရှင်ကြားထုတ်ခဲ့တယ်။အဲဒီတုန်းကလည်းကမ္ဘာမှာနာမည်ကြီးပဲ။ဒီ American ကို UFO တွေလာတယ်၊ပုဂံများပြန်နေလာတယ်။အားဂျူသားတွေတွေ့ရတယ်။ဂျူသားတွေရှိတဲ့ခြံရင်းရှိတယ်၊ဘူတာမှာအဲ့ခြံရင်းရှိတယ်ဆိုပြီးတော့အရန်နာမည်ကြီး။အစီရင်ခံစာတွေလည်းရှိတယ်။အားကြောင့်မို့သူကဝင်လိုက်တာ။ဟာ Robert ကဒီဟာကိုသူစက်သက်ချက်တွေအများကြီးလုပ်အဖြေရမရဘူး။ အဖြေမရတော့နောက်ဆုံးမှာပြလက်လျှော့လိုက်တယ်လက်လျှော့ပြီးတော့2016ခုနှစ်မှာအဲ့ဒီခြံကိုသူကရောင်းလိုက်တယ်အဲ့ဒီဝေးမှုရေးခြံကိုဒေါ်လာ၄သိန်းခွဲနဲ့ပြန်ရောင်းလိုက်တယ်အဲ့ဒီနောက်ပိုင်းမှာက2019မှာပြင်တဲ့ကောင်ကဒီအဲ့ဒီခြံကိုဆက်ပြီးတော့လေ့လာ င်ကကုန်းကဗာပြောရဲဆိုတော့ဒီချံဒီချံကိုစူးစမ်းလေ့လာတဲ့သူတွေကအကြောက်တရားကိုတော်လှန်နိုင်ရမယ်အကြောက်တရားကိုခတ်နိုင်ရရှိရမယ်အကြောက်တရား မရှိတဲ့လူကလေ့လာလို့ရမယ်လို့မှတ်ချက်ကောင်းကောင်းပြီးခဲ့ဒီပြောပုံများအဲ့ဒီ channel မှာထူးဆန်းတဲ့လေယာဉ်များတွေတော့တွေ့ရတယ် လေးမြန်လိုမျိုးဝိုင်းနေပေါ့နော်လင်းဝိုင်းနေအဲ့လိုမျိုးလေးမြန်တွေတွေ့ရတယ်ဗျလေဟုတ်အဲ့ဒီအစီရင်ခံစာတွေထဲမှာရေးထားတယ်အဲ့ဒီဝိုင်းတွေကတကယ် UFO တွေလားဒါမျိုးလုံးတွေကတကယ်ကိုဂျိုသားတွေလားမသိဘူးကြောက်စရာကောင်းတာတော့အရှမ်းကိုတုံးလို့ပေါ့ဗောဘာမှန်းမသိနောက်ပိုင်းမှာအဲ့နေရာကိုတိတ်ပတ်ပညာရှင်တွေကခင်မီလေးစနစ်တွေသုံးပြီးတော့အရှမ်းကိုအသေးစိတ်လေ့လာတယ်သူတို့မှာ ခင်မီလာနဲ့အများဆက်တရလည်းအရင်ကောင်းပါလေကောင်းလာတော့သူတို့အဲ့ဒီမှာဆက်တင်မှုချပြီးတော့သူတို့လိလာမှုထပ်ထပ်လုပ်ခဲ့ထူးဆန်းတဲ့အရာတစ်ခုဖြစ်လာအဲ့ဒါပါလဲဆိုတော့အဲ့ဒီခြံကြီးထဲမှာလျှက်စစ်တန်လိုက်ကွင်းနေရှိနေတာပဲအဲ့ဒီလျှက်စစ်တန်လိုက်ကွင်းနေကအရှမ်းကိုအားပြင်းတယ်အရှမ်းကိုအားပြင်းတယ်ဘလောက်ပဲခင်မီပြီးတော့စက်ကရိယာတွေကောင်းကောင်းပြတ်တာပဲဘာအတန်မှလည်းဖမ်းလို့မရဘူးဘလို့ဗီဒီယိုမှလည်းရိုက်လို့မရဘူး ဲ့ဒီလျှက်စစ်တန်လိုက်ခွင့်ရအားပြင်းလို့တုံးလို့မရဒါကြောင့်မို့အ ਨੇ ဆုံးတော့သူသိသွားတာဒီ channel မှာအလွန်အားပြင်းတဲ့လှိုင်းလိုင်းတွေရှိနေတယ်ဆိုတာကိုသိကြတယ်ပို့ပြီးတော့ထူးဆန်းတာအဲ့ဒီအဲ့ဒီခြံရည်ထဲမှာရှိတဲ့အိမ်ရှိအဲ့ဒီခြံရည်ထဲမှာရှိတဲ့အိမ်ကအခန်းကြီးထဲမှာ ဘာမှမသိရဲ့ကိန်းကလန်းနေဖြတ်နေဖြတ်နေကိန်းကလန်းနေအဲ့ဒီဟာကိုလေဘာကြောင့်လဲဆိုတာရှာလို့မရအောင်တေးကြတာကတော့ဒီခြံရေးထဲမှာအမိမသိတဲ့တတ္တဝါတွေပုံအောင်နေရတော့အမှန်အဲ့ဒီပုံအောင်နေတတ္တဝါတွေကညာဘက်ဆိုရင်နေရာဘာပြောလဲဆိုတော့အဲ့ဒီခြံထဲကိုအနေရအဲ့ဒီခြံအဝေးကနေလှမ်းကြည့်တဲ့အခါမှာခြံထဲမှာအဲ့လိုတတ္တဝါအကြီးကြီးလင်းလင်းလက်လက်ခါနေကြရင်ပြက်ကနေပြက်ကနေပေါ့နော် ချက်နဲ့ဖြစ်နေခုံပြန်ပြီးတော့အဲ့ဒီမှာသွားလာလှုပ်ရှားနေကြတာဒါဒေသခံတွေအတော်များများအမြသူတို့တွေကနေဘက်ဆိုရင်ပုံအောင်နေညဘက်ကြမှာလှုပ်ရှားတာညဘက်ကြရင်အဲ့လိုတတော်အကြီးတွေကဖြစ်နေပေါ်လာလိုက်အုံးနေပေါ်လာလိုက်ပြီးတော့ဟိုဘက်ကိုခုံသွားလိုက်ဒီဘက်ကိုခုံသွားလိုက်ဒါဒါတွေကိုဒေသခံတွေကကြာခဏတွေ့ရတယ်ပြီးတော့အဲ့ဒီဒေသမှာရှိတဲ့ကျွဲနွားတရိတ်ဆန်တွေကလည်းမကြာခဏပျောက်သွား မင်းကုံအဲ့ဒီမှာစခန်းချတော့ကညာဘက်မှာသူတို့လင်းရောင်တွေကိုတွေ့တာလင်းရောင်တွေဖြတ်နေဖြတ်နေတွေ့တော့သူတို့ကတနတ်နဲ့ပြစ်ချတယ်တနတ်နဲ့ပြစ်ပေမဲ့အဲ့ဒီအလင်းရောင်တွေကဘာမှမဖြစ်ဘူးဘာတန်ရာမှလည်းမရဘူးဒီတိုင်းပြတ်သွားတာညာဘက်ညာဘက်ဆိုလို့ရှိရင်လေထဲကနေပြီးတော့တီတူတီတူပြောရတဲ့အတန်ကြီးကိုကြားဘာစကားတွေမှောက်မသိဘူးတူ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 နဲ့နာနာကပ်ပြီးတော့လာပြောတာသူတို့ကဝင်းဖလေတွေလည်းတွေ့တယ် အဲ့ဝင်ပလူတွေကတမ်းမှန်မဟုတ်အကြီးကြီးတွေဝင်ပလူအကြီးကြီးတွေသူတို့မျိုးလုံးတွေကမြည်ရဲပြီးတော့တောက်ပါနေသူတို့တနက်နေ့ပြလို့ရှိရင်သူတို့ကဒေါသအရမ်းကြီးတယ်ဒီကောင်ကအဲ့ဝင်ပလူတွေကိုသူတို့တနက်နေ့ပြခဲ့တယ်တနက်နေ့ပြတဲ့အခါမှာဘာတန်ရမှမရဘူးပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်ဒေါသကြီးကြီးလာတော့တွေ့ရပြီးတော့ခြံထဲမှာအရက်ရှိရှိနဲ့လူလူလူအရေးကြီးလဲတွေ့ရတယ်အဲ့ဒီအရေးကြီးက တစ်ပင်တွေအနောက်ကိုသွားပြီးပုံလိုက်ပြန်ပေါ်လာလိုက်ကိုပဲတစ်ပင်ကိုကူးလိုက်အရှိတရာအရှိတရာပြေးလွှားပြီးတော့ကိုပုံလိုက်ဒီပုံလိုက်အဲ့လိုအများနဲ့လှုပ်နေကြလို့ရှိရင်ခြံထဲမှာလင်းလက်လက်အရာတွေပေါ်လာတယ်လို့ပြောရမှာအဲ့ဒီလင်းလက်လက်အရာတွေရဲ့အောက်မှာအဲ့ဒီလူသားအရှိတရာမြင်လိုက်ရဖြတ်ခနဲ့ဖြတ်တယ်စိတ်ကူးရင်ဆွဲထားတဲ့ဂျူသားပုံလေးမျိုးပဲခေါင်းကြည့်ကြည့်လူခဏကိုရဲ့တိတ်တိတ်လေးခြေထောက်လက်တံကြီးအရှိကြီးပဲ ခေါင်းကလည်းအရန်ကြီးဂျိုသားပုံစံနေတော့အမှတ်လေတဲ့အဲ့ဒီဂျိုသားပုံစံလေးဖြင့်အဲ့ဒီဖြတ်ကနေဖြတ်ကနေမိလေးနေရဲ့အောင်မှာစစောကပြောရဲတတ္တဝါအကြီးကြီးတချို့ကဝင်မလို့ပေါ့နော်တချို့ကတော့ဘာမှမသိတဲ့တတ္တဝါအကြီးကြီးအရန်ထူးဆန်းတဲ့တတ္တဝါတွေတွေ့ရတယ်အဲ့ဒီကိုသွားပြီးတော့လေ့လာခဲ့တဲ့ဒီ1996ခုနှစ်ကခုတချို့သိပ္ပံပညာရှင်အကုန်လုံးပြောထားတာတစ်ချက်ကတော့တူတူပဲအဲ့ဒါပါလဲဆိုတော့ သူတို့အမျိုးအမည်မသိတဲ့မျိုးလုံးတွေကဝိုင်းပြီးတော့ကြည့်နေတယ်လို့ခံစားအဲ့ခံစားချက်ကိုအဲ့ဒီနေရာကိုသွားတဲ့လူတိုင်းရအဲ့ဒါကအဲ့ဒီနေရာကိုသွားတဲ့လူတွေရဲ့ဘုံတွင်းချက်ပေါ့နော်ဘုံခံစားချက်အဲ့ဒီခံစားချက်ကိုသွားတဲ့လူတိုင်းရညာနဲ့လာလေလေအဲ့ဒီမျိုးလုံးတွေကပုံများလာလေလေညာဦးပိုင်းနဲ့ညာနောက်ပိုင်းနဲ့တော့မတူညာနောက်ပိုင်းမှာဆိုရင်ရန်စိုးတယ် အဲ့လိုမျိုးပြောတာ။မြန်တက်က2024ကနောက်ဆုံးလည်လာခဲ့တဲ့အဖွဲ့ရှိတယ်။အဲ့ဒီအဖွဲ့က Samsung Inter Samsung Interactive Displays ကသူတည်တည်နေဖြစ်တယ်။သူတို့တွေကအဲ့ဒီချောင်းသွားပြီးလည်လာနောက်ဆုံးပဲ2024မြန်တက်ကမြန်တက်ကတိတ်မကြ။သူတို့တွေကတော့အချက်လက်တွေတော်တော်စုဆောင်းမိတယ်လို့ရေးထားတယ်။သူတို့ကအဲ့ဒီအချက်လက်တွေကိုဒီနှစ်2025ခုနှစ်မှာ documentary နဲ့အဲ့ဒီအချက်လက်တွေကိုပေးချက်ချာ စုစည်းတင်ပြမယ်ဆိုပြီးတော့ကျင်းညာထားတယ်။ဆိုတော့ဒီနှစ်မကြာခင်မှာအဲ့ documentary ကိုကြည့်ရမှာဖြစ်တယ်။လောကကြီးမှာကိုယ်တိုင်မသိနိုင်တဲ့အရာတွေအများကြီး။အဲ့ဒီဟာတွေဘာဖြစ်မယ်လို့ထင်။တကယ်ကြိုးသားနေလား။ဒါမှမဟုတ်ရှင်။ဆုံးနေလား။ဒါမှမဟုတ်ပိတ်တာပေါ့။ရန်တာကြီးတဲ့လူမျိုးယွတ်လူမျိုးຫນွေနဲ့နဘာဟိုလူမျိုးຫນွေတွေ တိုက်ခဲ့တဲ့ကျင်းသားတွေ။အဲ့တော့အခုချိန်ချစ်တိဘယ်သူမှမသိ။ကျမတို့2025ခုနှစ် documentary မှာအဲ့ဒီအကြောင်းပါလို့ရှိရင်ကျမတို့ထပ်ပြီးတော့ကြည့်ကြရအောင်။ဒီနေ့ကျမရေးထားတဲ့စာမလေးကတော့ဒီအချိန်ပဲဖြစ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဟုတ်ကဲ့ပါဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမယ့်ဆောင်းပါးတွေနဲ့အတွေ့အမြင်ကောင်းတွေကိုနားဆင်ခြင်းနဲ့ဆိုရင်တော့မတ်ရွှေမိုးကိုရီးယား YouTube Channel လေးကို Like and Subscribe လုပ်ဖို့မမေ့ပါနဲ့ရှင်နားဆင်သူတို့အတွက်အမြဲတမ်းအကျိုးရှိစေမယ့်ကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ခေါင်းလောင်းပုံလေးကိုလည်းနှိပ်ထားပေးပါရှင်ဒီကနေ့လောက်နားဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုမတ်ရွှေမိုးကိုရီးယား Channel မှာအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်